ိုက်ခဲနဲ့ဟောင်စီတို့ကိုပြောလိုက်ဟောင်စီကလည်းပောက်ကိုတော့မကြဆက်မကြတော့ဘူးပြောမဲ့စကားဟောင်စီမင်းကိုငါပြောရမှာမိုက်မိုက်ခဲလာထိုင်ရခဲလာသူလည်းဒီလာကုံချင်းမကုံမှာကြလားနော်ဒီလာမဒီလာတော့မကုံတော့ပါဘူးဒီလာတော့မကုံတော့ပါဘူးနော်အဲမင်းမိုက်မိုက်ခဲလဲထိုင်ရခဲကိုပြောလိုက်ပောက်ကိုတော့ဝါတော့ဝကျော်စိုးမင်းကျော်စိုးဒီလာယူမလို့ဒီငါရောက်ကိုဟောနော်အရင်စမုံလုံးမိတ်လိုက်တိုက်မိတော့ခဲအေးကြသွားမယ်တဲ့ဩပောက်ကိုတော့သူတော့အဲ့လောက်ထိတော့ကြောက်ကြလာလားပောက်ကိုတော့အဲ့လောက်ထိတော့လန့်ကြလာလားဘာလဲလဲမှမရှိတော့ကိုတော့ကြောက်ရမှာဒီကတိုင်းကြာကျော်စိုးလည်းမကြောက်ပါဘူးဥပဒဝလည်းမကြောက်ပါဘူး ဟုတ်လားဟိုကြော်မျိုးမင်းလည်းမကြောက်ပါဘူးမင်းတို့ကြောက်ရမှာမတ်ယူမွေကိုကြောက်ရမှာမတ်ယူမွေကတော့မင်းတို့ကိုလိုက်လေရှာနေတာဖြစ်တယ်လို့မင်းတို့စမုံတုံးတယ်ဆိုတော့အဲမင်းတို့စမုံတုံးပြီမှာဟိုကကြလားအလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စမုံတုံးမယ်လို့ချင်းချောက်ပြောဆိုလာတဲ့ဘိုးမိုက်ခဲနဲ့ကိုစီတို့ကိုပောက်ကိုတော်ကတဖန်ချင်းချောက်လိုက်ပြီးမှအဆုံးထိနားဆင်ဝေဖန်တုံတက်ပေးသွားကြပါဦးခင်ဗျာဟုတ်ပြီမင်္ဂလာပါဗျာဒီနေ့ဟာ6ရက်17လပိုင်း 2025မှ25ဖြစ်ပါတယ်ဗျအမျိုးတွေကိုဒီနေ့ဥစဉ်ပါပြောချင်တာလဲဆိုလို့ရှိရင်ငင်းကြံကထညက်ခဲအကြောင်းပြောချင်လို့ပါဗျထညက်ခဲဆိုတာကထညက်ကိုခဲတယ်ဆိုရင်တော့ဘာလဲဆိုတော့ခင်ဗျားတို့လည်းတွေးပေါ့နော်သူတကယ်တော့ဘိုင်းမဲ့ခဲမဟုတ်ပါဗျနော်ထညက်ကိုခဲတာခွေးပဲရှိပါတယ်နော်ဒါလေးလည်းသိသိချင်ပါဗျနော်အမချောင်းနဲ့ဆိုတဲ့ဇာတ်ကဘလို့ပြောတယ်ဟုတ်လားအမချောင်းနဲ့ဆိုတဲ့ဇာတ်ကဟောင်စီနဲ့ဟောင်စီနဲ့တွေးပြီးကြတဲ့ကထညက်ခဲလဲတော်တော်ကြီးကိုပါပေါ့နော် အောင်စီလိုဟောင်တက်လာတယ်ပေါ့နော်တိတ်ပြီးမှစစ်ကိုစိတ်ဝင်စားတော့အဲ့ဒါခိုက်ထားကိုစိတ်ဝင်စားဝင်နဲ့လေနဲ့ပဲတိုက်တော့လေနဲ့ပဲနေတော့တာလေနဲ့တိုက်တယ်လေနဲ့နေတယ်ဆိုတာကသူတို့တော့ကွင်တက်တယ်လေအဲ့လည်းချမ်းသာရတယ်လို့ပါစီဝါရေးအရာကြည့်မယ်ဆိုတော့လေအစဉ်ပြေတာပေါ့ဗျာအစဉ်ပြေတာပေါ့နော်အဲ့ဒါကြောင့်မလို့ထညာခဲအကြောင်းကထညာခဲအကြောင်းပြောကြထညာခဲကအခုထညာခဲကနထိုးရင်မြင်းကြံပဲမှာသူကဥဆောင်တာပေါ့ဗျာထညာခဲဆိုတာဟုတ်လားမမဲခဲဆိုတာထညာခဲဆိုတာဟုတ်လားခွေးခဲဆိုတာမတည်ဘူး အဲ့တော့အဲ့ဘက်မှာသူဥဆောင်လဲဒါပေမဲ့ပြောချင်တာကအခုသူကဘယ်မှာလဲဘယ်မှာနေရတော့ဒီအဲ့မှာအခုနှထိုးကြီးဘက်မှာစကြောင်းထိုးနေရလေမလုံးမလို့ဖွဲရလဲဟိုဘက်ကနေတက်တိုက်ထိုးနေရလေငါကတော့ဘာဖြစ်တယ်ညာဖြစ်တယ်မြင်ရအောင်လားမယ်အခုအဲ့တက်ရိုက်ချလေတက်ရိုက်လို့လေဒါတိုးတဲ့ခါမှာရှင်းထိုးလေဗျာဟုတ်လားဘာဘာအကြောင်းကြရဲမိုးကုတ်ကိုစစ်ကူသွားတယ်မိုးကုတ်ကိုငါတို့လာပြီမိုးကုတ်ကိုငါတို့ဖြစ်ပြောလာမိုးကုတ်ကိုငါတို့တိုက်ဖို့လာပြီဆိုရင်မအားချောင်းမနေနဲ့အားချောင်းမနေနဲ့ကြာလာမင်းတက်တည်ရှိရင်တခါတိုက်ကြာလာ 这个蘑菇嘛，咱是过了温大的，没弄的，这个路没弄多，来蘑菇嘛，没弄西街村，这个温大的，没弄的蘑菇嘛，这个苏里的村，这个大车沟温大的，大车沟温大的，喏，这种差不多是叫啥？土路地下的，没弄过啦，土路地没弄过啦，土路地不了，喏，阿罗，卖开呢，杭十一路过来，杭十一路包括了，没加这，没加了，胡椒没在家，杭十一没有阿椒嘛？第二个，第二个公园包括了钱江那边，喏，江那边。 ဲ့တော့မင်းကလေတော့ကမင်းမြန်မာနိုင်ငံမှာရှိတဲ့လူတွေကဘာလို့မဲညာလို့မဲဆက်ခွဲလဲခုငါပြတော့လေဟာပြန်ပြီးမှပြောတာတွေရောပြန်ပြီးမှမင်းတကယ်ဟောင်းစီမင်းဟာတာတွေရမ်းပြောရတယ်နော်ဟာတာတွေမင်းရမ်းစကားဟာတာတွေမင်းလူရှင်တော်လောက်အောင်မလူရှင်တော်လောက်အောင်မဟုတ်လားလူရှင်တော်လောက်အောင်အခုမင်းပြောတဲ့စကားတွေကအရမ်းစီရမဟောင်းစီကြလားအဲ့စကားကမင်းကငါပြောရမယ်စကားကြလားအဲ့ဒါကိုလည်းမင်းမမေ့တယ်နော်ဟာတာတွေရမ်းပြောနေလို့ပြောချင်တယ်လက်တွေ့နော်အဲ့တော့ဘသူကလက်တွေ့အကောင့်ထဲပေါ်နိုင်တယ်လဲဆိုတာကိုလည်းဟောင်းစီကကိုကိုကိုယူဆိုင် မင်းနာမှာရှိတဲ့လူတွေကိုလည်းဟုတ်လားဂယုဆိုင်ဟုတ်လားမင်းနာမှာရှိတဲ့လူတွေမင်းပတ်ဝန်းကျင်မှာရှိတဲ့လူတွေကိုလည်းဂယုဆိုင်ရမယ်နော်ဂယုဆိုင်ရမယ်ဒါလေးကိုမင်းတိအောင်ပြောပြရင်းဖြစ်ပါတယ်တိအောင်ငါပြောပြရင်းဖြစ်တယ်နော်မင်းနာမှာရှိတဲ့လူတွေမင်းနာမှာနေတဲ့လူတွေကိုဂယုဆိုင်ဟုတ်လားမင်းကဘယ်သူမှတက်လို့မသိဘူးမင်းနာကောင်နေရာပဲမင်းတက်လို့တည်မှာမင်းနာကောင်နေရာပြင်ဖမ်းလို့ဖြစ်မှာကြားလားပုံကတော့အဲ့လောက်ထိမင်းဟုတ်လားမင်းမဟာချိုင်မကလို့ဘယ်နေရာပဲတော့တော့ဘယ်နေရာပဲလားမင်းကြောမလုံသေးရဘူးเนาะအောင်စီအတွက်ပြောတာပါဒါတော့ဟုတ်လားအောင်စီအတွက်ပြောတာเนาะ နေမမကိုပြင်မရတဲ့လူတိုင်းကတဆိုးမရှိဘူးကြားလားနေမမကိုပြင်မတဲ့လူတိုင်းတဆိုးမရှိဘူးအဲ့တော့မိုက်မိုက်မဲဒီမင်းသားဟိုပြေပမှာနေပြီးမှဟောင်းကျင်တဲ့ဟောင်းနေဟုတ်လားအဲ့မိုက်မိုက်ခဲလဲမဲလာတီလာကိုညီမကုံမှာကြားလားဟောင်းစီမင်းနဲ့ဟိုဘောနော်တောင်းစာနေတဲ့ဒီမိုက်မိုက်ခဲလာဆိုင်ညာခဲလာလူနဲ့ဒီလာကုံညီမကုံမှာကြားလားနော်ဒီလာမကုံဒီလာတော့မကုံတော့ပါဘူးဒီလာတော့မကုံတော့ပါဘူးနော်ဒါပြင်မိုက်မိုက်ခဲလဲဆိုင်ညာခဲကိုပြောလိုက်စင်မောကတူကခွေးမကြောက်ဘူးလို့ဒါကြီးဟောင်းမနေနဲ့လို့နော် တခိုးကြီးညချက်စားဖို့ချက်ခိုးတဲ့လူငယ်ကိုပြီးသုံးလုံးအမတ်လောင်းသားဖကဖမ်းဆီးရိုက်နှက်လို့တေဆုံးရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာ ပြီးတဆောင်မုံလာပြညကလူငယ်တွေစုပြီးကာလာတာဟင်းချက်စားဖို့ချက်ခိုးတဲ့ထဲကလူငယ်တအူးကိုပြီးသူရှေ့ဆောင်ပါတီပြီးသုံးလုံးအမတ်လောင်းဆိုင်းရွှေထီးနဲ့တားဖြစ်သူကရိုက်နှက်လို့တေဆုံးသွားပါတယ်တောင်ကြီးမြို့ရက်ွက်တဲ့နေမြေနှစ်မှာနိုဝင်ဘာ9ရက်နေ့နဲ့2နာရီ30မိနစ်ခန့်ကအဲ့ဒီဖြစ်စဉ်ဖြစ်ခဲ့တာပါ အဲ့ဒီရက်ွက်ထဲကပြီးသုံးလုံးအမက်လောင်းဆိုင်ရွှေထီးရဲ့ခြံဝင်းထဲကချက်ကိုလူငယ်တဦးကဝင်ဖန်းစင်မှာရိုက်နှက်ခံရတာဖြစ်ပါတယ်လူငယ်တွေကထုံးစံအတိုင်းပဲပေါ်ပြားတခိုးကြီးညမှာချက်စားဖို့ချက်ဝင်ခိုးတာဝင်ခိုးတဲ့ကလေးကိုဆိုင်ရွှေထီးနဲ့တူတာဆိုင်ကျော်ဆိုးမိုးကဖမ်းရိုက်ပစ်တာပြတော်တော်လေးပြုတ်တုတ်ခနိုင်နေပေါ့လို့ဒေတာခန်တဦးကပြောပါတယ် တိတ်ဆုံးသူကလူလက်ပိုင်းမျိုးသားဖြစ်ပြီးဆိုင်းရွှေထီးနဲ့တရက်ကွက်ထဲနေသူပါဆိုင်းရွှေထီးရဲ့လုံရက်ကိုအိမ်နီးနားချင်းတွေကပြစ်တင်ဝေဖန်ကျင်ပေမဲ့စစ်အုပ်စုရန်ကိုကြောက်လို့နှုတ်ဆက်နေကြတယ်လို့ဒေတာခန့်အချို့ကပြောပါတယ်လက်ရှိမှာတော့ဆိုင်းရွှေထီးနဲ့တာဖြစ်သူကိုတော့တင်းကြီးမျိုးမရဲ့စခန်းမှာဖမ်းဆီးထားပြီးလူတက်မှုနဲ့အမှုဖွင့်ထားတယ်လို့သိရပါတယ် ဆိုင်းရွှေထီဟာပြည်သုံးလုံးပါတီကိုကိုစားပြုပြီးတောင်ကြီးမြို့မဲဆန္ဒနဲ့အမတ်တက နေဝင်ပြိုင်ဖို့မှပုံတင်ထားသူဖြစ်ပါတယ်စစ်တပ်ရွေးကောက်ပွဲဝင်မဲ့ဟာတွေကစစ်တက်လို့ပဲလူလူအပေါ်ရုံမာပါတယ်အခုလိုဖြစ်လို့လူတိတာနဲ့မတိတာပဲရှိသေးတာလို့တောင်ကြီးမြို့ခံတဦးကပြောပါတယ်တဆောင်မုံလာပြည်နေညာလာပြည်ကျော်တရညတွေဟာတခိုးကြီးအဖြစ်လူငယ်တွေကပျော်ပွဲရှင်ပွဲလုပ်ပြီးပျော်ပါလိမ့်ရှိပါတယ်တောင်ကြီးမြို့လိုစစ်ကောင်စီကအပြေအဝထိန်းချုပ်ထားတဲ့မြို့တွေမှာ အခုလိုပျော်ပွဲရင်ပွဲတွေရှိပေမဲ့ဒေတာအနှံ့ကမျိုးအများပြားမှာတော့ရခင်ကလိုပျော်ပွဲရှင်ပွဲတွေမလုပ်ကြတော့ပါဘူး။တော်လန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ဒေတာတွေမှာဆိုရင်စစ်ကောင်စီရဲ့လေကြောင်းရန်ကိုကာကွယ်ဖို့တတိပေးထားတာတွေလည်းရှိပါတယ်။ပြည်သူ့ရှေ့ဆောင်ပါတီပြည်သုံးလုံးဥက္ကဋ္ဌဟာစစ်တပ်ထောက်ခံသူဖြစ်ပြီး2020ရွေးကောက်ပွဲမတိုင်ခင်ဗိုလ်ချုပ်မူကြီးမင်းအွန်လိုင်းကိုအာဏာသိမ်းဖို့ပြောခဲ့တဲ့ပါတီတွေထဲမှာလည်းပါဝင်ပါတယ်။ ဒေါ်သက်သက်ခိုင်ဟာစစ်တပ်အာဏာသိမ်းပြီးနောက်စစ်ကောင်စီမှလူကယ်ပြန်တဲ့ဟိုတယ်ခီးဝင်ကြီးလုပ်ခဲ့ပေမဲ့စစ်အုပ်စုကသူတို့လုပ်မဲ့ရွေးကောက်ပွဲမှာဒေါ်သက်သက်ခိုင်ကိုဗန်ကျွေးတွေပြန်မဆက်တဲ့အကြောင်းပြချက်နဲ့ဝင်ပြိုင်ခွင့်ပိတ်ထားပါတယ်။မင်းတကယ်တတ်သိရှင်မြင်ကြမှာမယုံမတော့ဖွဲ့ရောစစ်ကြောင်းတွေရောနထွေးရွက်တွေမှာထိုးနေအမေအဲ့ဒီမှာတခါလေဟုတ်လား။ငါဒီမှာရှိတယ်ငါဒီမြန်မာနဲ့မင်းတို့လာခဲ့ဆိုပြီးမှစိန်ခေါ်လို့ကြလား။အဲ့လိုစိန်ခေါ်ခိုင်နော်။အာမိုးကုတ်ကိုတို့ပြီးစစ်ကူလာလို့မိုးကုတ်ကိုတို့ရင်မှာပဲမင်းဘာမှဆက်အကြံအထုတ်မနေနဲ့ကြလား။ အချိန်တိုင်တော့မင်းအချိန်တိုင်တော့မင်းကဂျေးတယ်မသွားဘူးမင်းအချိန်တိုင်မင်းသေပေးရမှာကြက်လာမယ်ကဲမင်းတလားမကုန်ဘူးဂျူးဆိုင်နော်အမမင်းပပမပြင်းမထိုက်သူမင်းပြင်းမနေရတဲ့ကြောင့်နော်နောက်စားလေးဖက်ပြကျင်တော့လဲနော်စစ်ပွဲကိုနိုင်ရင်စစ်တူကြီးကိုအရင်တက်ရတယ်တဲ့ဒီပွဲကိုနိုင်ရင်စစ်တပ်ထောက်တောက်တိုင်တွေကိုအရင်ရှင်းပါရမယ်တဲ့ပေါ့ကူတော်ဝါတော်ကကြော်စိုးမင်းကြော်စိုးတိတာယူမလို့ဒီငါးယောက်ကိုဟိုနော်အရင်စမုံလုံးမိလိုက်ရင်တိုက်ပြီးတော့ခွဲအေးကြပါမယ်တဲ့အော်ပေါ့ကူတော်တို့အဲ့လောက်ဒီတော့ကြောက်ကြတာလား ပေါ့ကိုတော့အဲ့လောက်ဒီတော့လိုက်ကြတာလားဘာလက်လက်မှမရှိတဲ့ကိုတော့ဟုတ်လက်လက်မှရှိရင်သူတို့ဘယ်လောက်မှလက်မလဲဘာလက်လက်မှမရှိတော့ဒီပါဇက်စပီကာဓမ္မတော့သူတို့ကြောက်ကြရဲဆိုတော့နော်ဟိုကျောင်းမင်းမင်းတို့ဆိုလည်းနိုင်ငံတော်ဒီပါဇက်စပီကာဓမ္မတွေဟိုကိုကျော်စိုးဆိုတဲ့ဟိုမိုင်းယုံမုံကြောက်တယ်ဆိုတော့ဒီကမှလက်ခံနေတယ်ဟုတ်ကဲ့တော့တော့အဖွဲကိုကြောက်တယ်ဆိုတော့လက်ခံနေရပေါ့ကိုတော့ကြောက်တယ်ဆိုတော့လက်ခံလို့မရဘူးကွာကြလားနော်အဖုံးကြီးတစ်ပါးကိုကြောက်တယ်ဆိုတော့လက်ဖုံးကြီးတစ်ပါးမှာဗာလဲလက်မကင်ရတာလည်းမဟုတ်ဘူးနော် မင်းတို့ကြောက်ရမှာဒီကတိုင်းကြာကျော်စိုးဦးလည်းမကြောက်ပါဘူးဥပဒဝလည်းမကြောက်ပါဘူးဟုတ်လားကိုကျော်မျိုးမင်းလည်းမကြောက်ပါဘူးမင်းတို့ကြောက်ရမှာမယူမွေကိုကြောက်ရမှာမယူမွေကတော့မင်းတို့ကိုလိုက်လေရှာနေတာဖြစ်တယ်လို့မင်းတို့စမုံတုံးနေဆိုတာအဲမင်းတို့စမုံတုံးပြီမှာဟိုကကြလာအဲမယူမွေဆိုတဲ့ဟိုဖိုက်တာနော်ဂျက်ဟိုဂျက်မာဖိုက်တာပေါ့ဟိုတူကတော့မင်းတို့စမုံတုံးပြီမှာကြလာအဲ့တော့မင်းတို့ကိုကိုကိုပောက်ကိုတော်တို့မကြောက်နဲ့နော်ပောက်ကိုတော်ပြင်းမာတဲ့ဒူတိုင်းဒူတိုင်းကတော့တက်ဆိုးမရှိဘူးဆိုတော့မင်းတို့ကောင်းကောင်းမြဲမြဲပတ်တာเนาะအဲ့တော့မမက်ခဲမဲဒီလာကိုအောင် အသက်ရှိအောင်နေပါလို့ပဲပြောချင်တယ်ဟောင်းစီတားကြီးမဟောင်းနဲ့တားကြီးမဟောင်းနဲ့ဟာတတွေအရင်မပြောပါနဲ့ဟာလတွေအရင်မပြောပါနဲ့နော်ယူကောက်ပွဲအောင်မြင်သွားယူကောက်ပွဲဖြစ်သွားပြီဆိုယူကောက်ပွဲလည်းပြီးသွားပြီဆိုလို့ရှိရင်မင်းတို့ကထိုင်းထောင်နဲ့ပဲပြန်သွားမလားဒါမှမဟုတ်မင်းတို့အချင်းချင်းတက်လို့ပဲသိမလားဒါမှမဟုတ်မြန်မာနိုင်ငံဝယ်ပြန်လွှဲမလားမင်းအဲ့တုံးကိုတဲ့တိုက်ထောင်ကိုယူတိုက်ထောင်ကိုယူနော်ဒါလေးပဲပြောချင်ပါလိမ့်ဗျအမျိုးများအောင်တော့ပါပဲဗျ Thank you.